ratio 500နဲ့များ5000နဲ့များမှားပြောသလား900နဲ့9000နဲ့များမှားပြောသလားတော့မသိဘူးပေါ့နော်ဒါကျွန်တော်တို့တောက်ဖြုတ်တာတောက်ဖြုတ်တာတိလာတောက်ဖြုတ်တာဒီလိုဒီကောင်ကြောင်မျိုးမေးရဒီလိုခင်းယူတောက်ဖြုတ်ရင်အေးကျွန်တော်ခုမှသတိရတယ်ကျွန်တော်ရဲ့လေးစားပါတယ်ဆိုတော့ဟိုဟာဘူးလက်ကြီးတော့ပျောက်နေတယ်ကျွန်တော်ထင်တာအမခန္ဓာကြီးလည်းမသိဘူးဟို AI ရဲ့လည်းအဖွားကြီးပြောသလိုမျိုးစဉ်းစားရစဉ်းစားချက်ပါဘာလို့မဖြစ်နိုင်ဘူးလို့ယူဆတဲ့ကိန်းကဏ္ဍဖြစ်နေလို့သူပြောဝင်ရရဲ့1000ကျော်ပဲရှိလို့သိရခံမှန်းလို့ရတယ်ကိုက1000ကျော်မကောက်ဘူး9000ကျော်10000လောက်ရှိလို့ကျွန်တော်သိရတယ်အဲဒီလား မင်္ဂလာပါဗျအောက်တိုဘာ28ကနေဒီဇင်ဘာ31တိကိုကျွန်တော်တို့တော်လိုင်းကြီးဘက်ကအမှန်တရားကိုတည်တဲ့ဓမ္မကိုနှစ်သက်မြန်လို့တဲ့လူတွေကနေတရားမဝင်ရုပ်ောက်ပွဲအတွက်တပိတ်မောက်ကာလအဖြစ်ကျွန်တော်တို့သတ်မှတ်ထားပါတယ်ဒီလိုပဲစစ်တပ်ကလေစိမ့်နဲ့နေချားဆောင်တက်နေရနေချားဆောင်ဂိတ်ဒီအလုံးကိုပိတ်ဆို့ထားပါတယ်ဘာလို့ဆိုတော့သူတို့ကစစ်ပွဲဖြစ်နေတယ်ဆိုတာကိုသိရအတွက်အဲ့ဒီလိုပဲလောင်းလုံမြို့နယ်မှာစစ်တပ်ကအင်အားဖြည့်ပြီးတော့ ရွာတွေမြို့တွေမှာရှိတဲ့တအိမ်စင်းတအိမ်တက်လိုက်ပြီးတော့မဲမပေးရမနေအောင်ဆိုပြီးတော့လိုက်လံပြီးတော့ချိန်ချောက်နေပါတယ်မဲမပေးခွေးဖြစ်မယ်ဆိုတော့ဟိုဟာတောင်သူလက်သမားဥက္ကဋ္ဌကြော်စွာစိုးလို့ဘာလို့ပြောတဲ့အတိုင်းပဲအာနာရှင်ဟာစနစ်တကြနဲ့မဲမပေးပေးအောင်ပြည်သူလူကိုချိန်ချောက်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်ဒါတော့နော်တကောင်နဲ့ပြိုင်နေမြင်းနော်အခုကြည့်ပါလားဘယ်နေရာမှာဂျူကောက်ပွဲတော့မလုပ်ရသေးဘူး28မြို့နေမှာနေရာမှာ ကြက်ခိုင်ရေးပါတီကနိုင်နေပြီအဲ့ဒီအရာကိုဂုံယူပြီးပြောနေတဲ့ပုတုတို့ကြော်မျိုးမင်းတို့ကရှိသေးတယ်ကျွန်တော်ပြောပြမယ်ဗျာလောကမှာကိုကတကယ်တောက်ပါတယ်ကိုတကယ်အောင်မြင်တာလားသိကျင်တိုင်ဆိုင်မှုကောင်းကောင်းရှိဖို့လိုတယ်အဲ့ဒီပြိုင်ဆိုင်မှုဟာကိုကအမှန်တွေးရင်ဟိုဘက်ကအမှားဖြစ်နေရမယ်ကိုကအမှားဖြစ်နေဟိုဘက်ကအမှန်ဖြစ်နေရမယ် ဒီလို Venus ဖြစ်နေမှပြိုင်ဆိုင်မှုမှာအောင်မြင်မှုဆိုရတာဒီအောင်မြင်အခုလက်ရှိတဦးတည်းပြိုင်နေတဲ့တဖွဲ့တည်းပြိုင်နေတဲ့တပါတီတည်းပြိုင်နေတဲ့2025ရွေးကောက်ပွဲမှာတောင်မှမဲထက်မဲ့လူမရှိလို့ဒါဆိုရင်ခမရတို့ကြုတ်တို့သူတို့ဘောမာတွေဘက်ကပြောတဲ့ဂျိုင်းဖို့ပါတီကကောင်းပါတယ်စစ်တပ်ကိုထောက်ခံတာကောင်းပါတယ်ဆိုတဲ့အရာတွေ ပြည်သူလူတန်း90ကျော်သောပြည်သူလူထုကသူတို့ဘက်မှာရှိသလားမရှိသလားဆိုတော့ခင်ဗျားတို့ကြိုးတို့အားလုံးဒါအမြင်လက်တွေ့တွေပဲ6800ဇာမှလွဲ၍တို့ဒီမဟုတ်ဂျာနေဝါဒကျင့်သုံးပြီးအာနာရှင်ဟာဆက်ပြီးတော့စစ်တပ်နဲ့ဒီစနစ်စိုးကိုထပ်ပြီးတော့တပ်စိုးရှင်အောင်လုပ်နေနိုင်တယ်ဆိုပြီး88ကအတွေးတွေနဲ့တွေးမြင်နေတဲ့လူတွေကတော့ဗတ်ပြောင်းသွားကြတယ်ဘသူတွေလဲပြီးခဲ့တဲ့ရက်ကမှနော် ်တမိုင်းတမိုင်းသစ်ကိုဒုတ်စစ်မြေသူများဆိုတဲ့ရုပ်ရှင်ပေါ်လာတဲ့ခင်ဗျားတို့တွေ့ပြီးသားကြီးဒီလူတွေရတဲ့နေရာစုံနေရာတိုင်းခက်အဆက်ဆက်လိုက်ပြည်သူကိုဖာကြအစိုးရကိုဖာကြအရိကအမှန်တိုင်းပြောမယ်ဆိုရင်ဒီလိုရုပ်ရှင်ရိုက်သွားတဲ့လူတွေကလည်းစကားသောက်ပြန်ပြီးတော့ဖာချင်းသွားတာပဲဖာချင်းသွားတဲ့လူတွေကြီးပဲအဖြစ်ကရှင်းရှင်းလေးပဲဒီလိုလူဒန်းစားတွေရှိနေတွေကတော့နိုင်ငံဒီမိုကရေစီလည်းမရဘူးစိတ်တက်အကျင့်စာရိတ္တစိတ်တက်တွေလည်းကောင်းလာမယ့်အရာတွေမမြင်ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ် အခု TNLA ကနေသူ့ရဲ့နေမြေတွေကိုပြန်ပေးလိုက်ရတဲ့အတွက်ကျွန်တော်တို့ထိခိုက်ရှလွယ်ဖြစ်နေတဲ့အရာတွေအများကြီးရှိတယ်။မိုးကုတ်တွေနဲ့ TNLA ဆက်ခွာကြည့်နေရာ၌တော်လိုင်းအတက်ဖွဲ့များနေရာပြန်ယူရက်ဟော Okay နော်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းသွားမှာပါတိုက်ပွဲကတော့နှစ်စဉ်ဆိုလိုဖြစ်နေတယ်နှစ်ဖက်ထိခိုက်ကြဆုံမှုတွေလည်းရှိပါတယ်တော်လိုင်းရဲ့အစကတည်းကဘာလက်နက်မှမရှိဘဲစခဲ့တာ okay ဒါဖြစ်ရရှင်းရှင်းလေးပဲပြည်သူလူထုအနေနဲ့ဘာလက်နက်မှမရှိဘဲတော်လိုင်းကိုစခဲ့တာပြည်သူလူထုအားနဲ့ရုန်းကန်ခဲ့တာပါတဲ့ အဓိကဒီဒေါ်လာရေးကဘယ်သူမှအဆုံးဖြတ်ပေးလို့မရပါဘူးပြည်သူကပဲအဆုံးဖြတ်ပေးနိုင်တာပါဒါအမှန်ပဲဒါကြောင့်မလို့အမေစုကဒီ၂၁အာရမသိငယ်မှာပြည်သူသားနဲ့အဓိကဆိုတဲ့စကားကိုတွင်တွင်ကြဲကြဲအသုံးပြုသွားတာကျွန်တော်ခင်ဗျားတို့အားလုံးသိဖို့လိုတယ်ဗျကျွန်တော်တို့ကြားမဲ့တက်ဒါကမိုက်ခဲကြားမဲ့တက်ကပြည်သူနဲ့အတူရှိနေမှာပါတဲ့အခုလဲဘိုးကုံမှာခုခံကာကွယ်နေတဲ့တိုင်းရင်းတပ်ဖွဲ့တွေနဲ့အတူရှိနေတယ်တဲ့အညာတက်တွေအညာသူအညာသားတွေတွေ့နေဦးတယ်သူကအညာမှာရှိတဲ့ပြီး PDF ဖြစ်တဲ့အတွက်အညာသူအညာသားတွေနဲ့ပတ်သက်ပြီးစိတ်တက်တက်ကြွအောင်ဒီညီကပြောသွားတာ TNL ရပြန်ပေးလိုက်ရပေမဲ့ကျွန်တော်တို့မန္တလေး PDF တို့ဒီဘိုမိုက်ခဲတို့အညာတက်တွေအားလုံးကလည်းဒီနေရာမှာယူနီဖောင်းချွတ်ယူနီဖောင်းပြောင်းပြီးတော့စနစ်တကျနဲ့ပြန်ပြီးတော့ TNL ကိုအယောင်ဖြောက်ပြီးသူတို့ကပြန်ပြီးနေရာယူထားတာအဖြစ်ရရှင်းပါလေခင်ဗျားတို့ကျွန်တော်တို့မှာဘယ်တော်လိုင်းစပ်ဖြစ်တဲ့ချင်းကဘယ်နေရာမှာတိမ့်ပိုက်ထားတဲ့အရာရှိတယ် ဘာမှမရှိဘူးအခုတိမ့်ပိတ်ထားတဲ့မြို့တွေလာရှုံမြို့ပြန်ပေးရတယ်ဟိုမြို့ပြန်ပေးရတယ်ဆိုတော့ထိခိုက်ချက်တွေဖြစ်နေကြတယ်ဖြစ်တယ်လာရှုံမြို့ပြန်ပေးလိုက်ရတော့ MNDD ရဲ့လွှတ်ဆောင်ချက်ကညံ့နေဆိုပြီးပြောနေကြတယ်ကျွန်တော်ပြချက်မြင်တဲ့ချက်နိုင်ငံရေးနဲ့စကားလေးနည်းနည်းသုံးသပ်ကြည့်မယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာလက်နက်ခဲယမ်းစားနပ်ရိက္ခာဘယ်နေရာတွေကဝင်ငွေရပြီးတော့ထောက်ပံ့မှုအားအကောင်ဆုံးနေရာဖြစ်တယ်လေခင်ဗျားတို့စဉ်းစားကြည့်တောင်ပိုင်းတိုင်းဟာအင်အားအကောင်ဆုံးထောက်ပံ့မှုဘိုင်းမှာအင်အားအများဆုံးရတယ် ထောက်ပံ့မှုအများဆုံးရတယ်တို့တို့ပေမဲ့မြောက်ပိုင်းမှာထောက်ပံ့မှုရသလားခင်ဗျားတို့တွေးကြည့်မရှိဘူးဒါပေမဲ့နေမြေတိမ့်ပိုက်ထားတဲ့နေရာမှာတောင်ပိုင်းနဲ့မြောက်ပိုင်းကိုထပ်ပြီးခွဲခြားကြည့်မြောက်ပိုင်းမှာတိမ့်ပိုက်မှုများသလားတောင်ပိုင်းမှာတိမ့်ပိုက်မှုများသလားအဲ့ဒါအဖြေပဲတောင်ပိုင်းမှာကျွန်တော်တို့နေမြေတိမ့်ပိုက်ထားတဲ့နေရာပဲနေရရှိဒါကမြန်မာပြည်ထဲမှာရှိတဲ့ PDF တွေကိုကျွန်တော်တွေးခွဲတဲ့စကားမဟုတ်ဘူးနိုင်ငံရေးဆိုတဲ့အရာကိုတုံးတက်တဲ့ခါကျရင်စည်ရင်းနဲ့ပတ်သက်ပြီးတော့ထောက်ပံ့မှုအကောင်မှတ် တိမ့်ပိုက်နိုင်တဲ့နေမြေစိုးမိုးနိုင်တဲ့နေမြေတွေများလာမယ်ထောက်ပံ့မှုအားမကောင်းမဲနဲ့သူတို့သူတို့လှုပ်ဆောင်နေတဲ့အရာတွေမှာဘာတွေရောရဲနေလဲဘာတွေလိုအပ်နေလဲဆိုတာကိုကျွန်တော်တို့ပြည်သူကနေတဆင့်ကျွန်တော်တို့အစိုးရတက်တီအားလုံးသိရမယ်အရာတွေဒီအရာတွေပေါ်မှာထိခိုက်ရှလွယ်တယ်မဖြစ်ကြနဲ့ဘောမတွေကတော့တည်င်းလိန်ပြန်ကြားရေးနဲ့စပီကာတည်င်းလိန်စပီကာတွေကတော့ပောက်ကရ40နဲ့ပြောနေရမှာပြောနေမှာပဲဒါအဖြစ်အဆင်းရှင်းလေးပဲအဲ့ဒီအရာတွေကိုထိခိုက်ရှလွယ်ဖြစ်စရာမလိုဘူးလို့ကျွန်တော်ဒီနေရာနေပြောချင်ပါတယ်နောက်ထပ် တကယ်အရေးကြီးတဲ့အကြောင်းအရာတူထိပ်ပေါ်ကြမှာလေအခုမြောက်ထိုင်းနိုင်ငံအတွင်းမှာဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေပဲဖြစ်ဖြစ်မြန်မာနိုင်ငံအတွင်းမှာစစ်စစ်မှုထမ်းဥပဒေကြောင့်ထွက်ပြေးတဲ့ညီငယ်ညီမငယ်တွေပဲဖြစ်ဖြစ်ဒီဒီလိုလူဒန်းစားတွေဟာနှစ်နေရာကိုရောင်းချခြင်းခံရတယ်ဘယ်နေရာတွေလဲဆိုတော့ပထမနံပါတ်1ကဆယ်တန်းအောင်နဲ့ဘွဲရတဲ့ဆိုရင်ကြားဖြန့်ကိုရောင်းစားတယ်ဘွဲစားတွေကကျွန်တော်ပြောမှာနော် ကြားဖြန့်ကိုပွဲစားတွေကရောင်းစားတယ်။နံပါတ်1အနေနဲ့စာမတက်ဘူးပညာမတက်ဘူးဂလဲဦးကြောင့်ဖြစ်နေတယ်ဂလဲဦးကြောင့်ကဘာလို့ပြောချင်တာလဲသိလား။ဥမာဗျာအောင်လန်းနေရာနေတက်လာတဲ့ကလေးတွေကျွန်တော်ရန်ကုန်ကာယီဝင်းနေမှာအေးငါဘယ်နေရာမှာရှိနေပြီကွာဘယ်မှာကွာစကားကိုအော်ကြီးကျယ်ပြောတဲ့အခါကျတော့ဘေးမှာလူလူပွဲစားလုပ်တဲ့လူတွေကဂရုလိုက်ရှိတယ် အဲ့တော့ကားပေါ်တွေကိုဆွတ်တင်ဆွတ်တင်ပြီးသွားရင်ဒီလိုကောင်စားတွေဟာကြားဖြတ်ကိုရောင်းစရာမလိုစစ်တပ်ထဲကိုပြန်ပြီးတော့ရောင်းစားခံနေရတဲ့လူတွေလည်းအများကြီးရှိတယ်။ဒါကမြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့လူကုန်ကူးတဲ့ပြဿနာအဲ့ဒီပြဿနာဟာနှစ်နေရာကိုအပုတ်ခံနေရတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ညီငယ်ညီမငယ်တွေနဲ့အနေအထိုင်အသွားအလာတွေစင်ကျင်တတ်ဖို့လိုတယ်ဆိုတော့ပြောချင်တာပါ။ကျွန်တော်တို့မှာကပြည့်စုံမှုမရှိတဲ့ အရာကငွေကြေးတွေအခွင့်အရေးတွေမဟုတ်ဘူးကြာကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေကပြည်စုံမှုမရှိတာကအတိညာဉ်တရားနဲ့အထာအထာတွေတိတ်မသိကြဘူးကာလန်ဒေတန်အကရဒန်အရာနေထိုင်စားတောက်ပြောဆိုမှုတွေကအရန်ကိုလိုအပ်နေတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအရာကဘာလဲဆိုတော့အတွေ့အကြုံနဲ့ထပ်ဆိုင်တယ် သွားဘူးလာဘူးတာနေဘူးထိုင်ဘူးတာစားဘူးတောက်ဘူးတာသုံးဘူးဆွဲဘူးတာအဲ့ဒီအရာတွေကလူတူတူယောက်ရဲ့နေထိုင်မှုပုံစံကိုပြောင်းပြောင်းစေတယ်ဒီလိုနေထိုင်မှုပုံစံတွေမပြောင်းတဲ့အတွက်ခொနကကောင်းဝင်းကြီးတွေမှာရောက်ပြီးလာခေါ်မဲလူက လာမခေါ်တဲ့ခါကျတော့ကျွန်တော်ဘယ်နေရာမှာရှိတဲ့အော်ကြီးကြီးပြောတဲ့ကာလန်ဒီယာသူတို့မသိတော့အော်ကြီးကြီးပြောတဲ့ခါကျတော့အဲ့မှာလူကုန်ကူးတဲ့လူတွေကကားပေါ်တွေကိုဆွတ်တီးပြီးတော့ခေါ်ကြတယ်ပြီးရင်စက်တက်ထဲကိုပို့တဲ့ပို့ပို့ခံရတဲ့လူကပို့ခံရတယ်ကြားဖြန့်ကိုရောင်းစားခံရောင်းစားခြင်းခံရတဲ့လူကခံရတယ်ဒါကိုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံလူနိုင်ငံသားတွေရောထိုင်းနိုင်ငံအတွင်းမှာရှိတဲ့မြန်မာနိုင်ငံလူနိုင်ငံသားတွေရောအတိတ်တိကအတိတ်လေးချက်ပြီးတော့နေဖို့လိုတယ်လို့ကျွန်တော်ကပြောချင်ပါတယ်အခုအမျိုးအမျိုးပါကြတာတနာကိုစောက်ရှောက်ပါတယ်ဆိုတော့ ကရုံးနေတဲ့အဖွဲ့အစည်းတရက်ကိုပြောချင်တာကအခုမြန်မာနိုင်ငံကိုဥဆောင်ဥရက်တဦးတည်းကိုယ်စားလှယ်အဖြစ်ယူပြီးတော့ပါဝင်ပြိုင်တဲ့ကြံ့ဖို့ပါတီဥက္ကဋ္ဌရဲ့ကိုခင်ရဲ့တမိကတော့ဩစတြေးလျနိုင်ငံကအဖြူကောင်နဲ့ယူထားတယ်တဲ့ခင်ဗျားတို့အမျိုးဘာသာသာသနာဆောက်ရှောက်ပါတယ်ဆိုတဲ့လူတွေအမေစုဒုံကနိုင်ငံသားနဲ့ယူပါတယ်ဆိုပြီးဆွတ်ဆွတ်ခုံပြီးတော့ပြဿနာအမျိုးစုံရှာတယ် နိုင်ငံသားသားနဲ့ယူထားတဲ့အမေစုတီသူ့ကိုဂျိုးစီဝါကိုတခູ່မှအတုံးမချပဲသူ့ခန္ဓာအတိညာဉ်စိတ်အချိန်အသက်မိသားစုအားလုံးကိုစွန့်လွတ်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကောင်းစားဖို့အရေးကိုတွေးတာကြတော့ဝိုင်းပြီးတော့ပေါက်လွတ်ပဲသားဆန္ဒနဲ့អော်ကြတယ်အခုခင်ဗျားတို့ចាប់ဖို့ဥက္ကဋ္ဌရဲ့သမီးကអော်စီကအဖြူកောင်နဲ့យူထားတာကိုခင်ဗျားတို့အမျိုးပါကြသာသနာဆောက်ရှောက်ပါတယ်ဆိုတဲ့ အခွင့်အရေးသမားတွေကိုပြောတာနော်အမျိုးဘာသာသာသနာကိုတကယ်စောက်ရှောက်တဲ့ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတွေအများကြီးရှိတယ်ကျွန်တော်လည်းဗုဒ္ဓဘာသာပါဒါပေမဲ့အဲ့ဒီအရာခေါင်းစည်းကိုအခွင့်အရေးအနေနဲ့ယူပြီးတော့အမျိုးဘာသာသာသနာစောက်ရှောက်ပါတယ်ဆိုတော့ခေါင်းစဉ်တက်ပြီးတော့စုကြောက်ပြဿနာနဲ့မနာလိုအာနာရှင်လူစုရဲ့စေခိုင်းခြင်းခံရတဲ့အခွင့်အရေးသမားနှစ်ပဲတပြားရတဲ့6800ဇာဆန်ဆန်လုံနေတဲ့လူစုကိုပြောခြင်းဖြစ်ပါတယ်အဲ့ဒီ ကျန်းဖို့ပါတီဥက္ကရာကိုကိုခင်ကြီးရဲ့ညံပြင်းပုံတစ်ချက်ကိုသူတို့ရဲ့တရင်လိန်ပြန်ကြရေးကြုံညုံပြီးပြောထားတဲ့ဗီဒီယိုပိုင်းတစ်ပိုင်းရှိတယ်။နားထောင်ကြည့်။တိတ်မိုက်။ပါတီဥက္ကရာကြီးဥခင်ကြီးအနေနဲ့ကျန်းဖို့အုပ်ကြီးခင်ကြီးအေးသွေးမမိဘူးဗျာ။အေးဗျာ။เนี่ยแหละกูเก่งกันน่ะกูเปลี่ยนไปแล้วซ้ําเสร็จจิตติเนี่ยลูกจนไดต้องจินเนี่ยดําหมดล้อไปแล้วเนี่ย1 rate ก็บ่ฮู้เปล่าอ๋อโหตินี่อ่ะ ဟိုရဲတပ်သားမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရဲတပ်သားအင်အားကိုမှားပြောတော့တယ်နဲ့ဒါသူရဲချုပ်လုလာတာနော်ရဲချုပ်လုလာတာနော်နင်တို့ကောင်ပြောတာဟုတ်ကြီး ratio 500နဲ့များ5000နဲ့များမှားပြောသလား900နဲ့9000နဲ့များမှားပြောသလားတော့မသိဘူးပေါ့နော်ဒါကျွန်တော်တို့တောက်ဖြုတ်တာတောက်ဖြုတ်တာတဲ့လားတောက်ဖြုတ်တာဒီလိုဒီကောင်ကြုံမျိုးမင်းကဒီလိုခင်းယူတောက်ဖြုတ်ရင်အေးကျွန်တော်ခုမှသတိရတယ်ကျွန်တော်ရဲ့လေးစားပါတယ်ဆိုတော့ ဟိုဟာဘူးလက်ကြီးတော့ပျောက်နေတယ်ကျွန်တော်ထင်တာအမခန္ဓာကြီးတယ်မသိဘူးဟို AI ရင်းတွေကလည်းအဖွာကြီးပြောသလိုမျိုးစဉ်းစားရစဉ်းစားချက်ပါဘာလို့လဲမဖြစ်နိုင်ဘူးလို့ view စားတယ်ကိန်းကဏ္ဍဖြစ်နေလို့သူပြောင်းဝင်ရရဲ့1000ကျော်ပဲရှိလို့သိရခံမှန်းလို့ရတယ်ကိုက1000ကျော်မကောက်9000ကျော်10000လောက်ရှိလို့ကျွန်တော်သိရအဲဒီလားတရင်နဲ့ပြန်ကြရေးရဲချုပ်လုတ်တဲ့ခင်းကြီးတောင်မသိဘူး तू ကအကုန်သိတယ်နော်ခင်ဗျားတို့ဒီကောင်တကယ်လို့အာနာရှင်ဟိုမဲတာနိုင်သွားမယ်ဆိုရင်ဘယ်နေရာခန့်မယ်ခင်ဗျားတို့မျိုးကြိုတွေးထားကြနော်ခန့်ပြီးတော့ ဩဂရခုံမှာထိုင်နေနေကြောပြတ်တဲ့နေပဲတော့ကျွန်တော်ကမြင်ပါတယ်ဆိုတော့ရဲချုပ်လည်းဖြစ်ခဲ့ဘူးသူလက်ရှိပြန်ဖို့ဩဂရလည်းဖြစ်သူလာဘကဝင်းကြီးလုတ်ခဲ့ဘူးသူဥခိယီအနေနဲ့နော်ဩဂရရဲချုပ်လည်းလုတ်ခဲ့ဘူးသူလာဘကဩဂရလည်းလုတ်ခဲ့ဘူးသူအိမ်တော်စုစည်းရင်းလည်းအကုန်တည်တယ်နော်အိမ်တော်စုစည်းရင်းလည်းအကုန်တည်တယ်ရဲချုပ်လည်းလုတ်ခဲ့တယ်ဒါပေမဲ့ရဲတပ်သားမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရဲတပ်သားရဲ့စည်ရင်းကိုမတိတာကလက်ရှိကြံ့ဖို့ပါတီရဲ့ဩဂရကဲအစိမ့်နေကိုအရေးသွေးတွေလည်းကိုတည်ကြအောင်နော် ဟိုတကာဟာတာနေနဲ့ပြောသလိုပဲဦးလေးဦးလေးနာမည်တစ်ချက်ပြောပါစို့ကျွန်တော်ချောင်းတုံမြို့မှာနေရတဲ့စိုးနေမှာနော်အေးခတ်တော့ခတ်နေပြီဦးရင်းကြီးနဲ့ကိုပြောလိုက်တဲ့ကိန်းကနားမနေလားလွဲနေလားတခုခုများအဲလွဲသွားသလားနားလည်းမလွဲသွားလားပြန်ဆန်းစစ်ကြည့်မှုလိုတာပေါ့ဘာလို့လဲဆိုတော့အဲ့လိုဆန်းစစ်လိုက်မှသာလေပါတီဥက္ကဋ္ဌရဲ့ဂုဏ်သိက္ခာပို့ပြီးတော့ကြီးမြင့်လာမှာပေါ့ရင်ပါတီဥက္ကဋ္ဌဂုဏ်သိက္ခာညှို့နှံတာပေါ့ဗျာဘယ်ကောင်းဟုတ်တယ် စောက်ချက်တည်းတတ်တတ်ခေါ်ရတယ်ကောင်ဘောင်းလေဒါကြီးအဲ့တော့ဘာပြောပြန်ပြင်သင့်တယ်လို့ဟိုပြင်သင့်မလားမားလားမလားပြန်စစ်သင့်တယ်လို့ကျွန်တော်ပြောချင်တယ်စစ်ကြည့်သင့်တယ်ပေါ့နော်တိုက်ကြည့်သင့်တယ်နောက်မှဆိုရင်လွဲနေမှာဆိုလို့ပါအဲ့တော့ခီးကြီးကိုစောက်ချက်ခွဲပြီဘူးလက်ကိုလည်းစောက်ချက်ခွဲဒါပေမဲ့အဲ့ကြုံမျိုးမင်းကိုလေကျွန်တော်ဒီနေရာလေးကြာရင်အတုံးချလို့ရတယ်အတုံးပြုတ်လို့လည်းရတယ်ဘာကြောင့်လဲဆိုတော့ဒီကောင်အဲ့လိုဟာမျိုးမှားနေရကြရင်ထွတ်ထွတ်ပြောတာကြည့်ဖို့လိုတယ်ခင်ဗျားတို့ကျပ်ဖို့ပါတီမှာပါဝင်နေတော့ ဖွစိန်နေ6800ဇာတိခင်ဗျားတို့ပါတီဥက္ကဋ္ဌရဲ့အရေးအသွေးကတော့ဒါပဲဒီလိုပါတီဥက္ကဋ္ဌရဲ့အရေးအသွေးကဒီလောက်ညံပြင်းနေမှနိုင်ငံကိုအုပ်ချုပ်မယ်အစိုးရတရက်တက်လုံမယ်ဆိုတာခင်ဗျားတို့ကြိုးတို့ပြည်သူတွေပဲစဉ်းစားကြည့်လိုက်ပြဒီမှာဗီဒီယိုပိုင်းတဖန်ရှိတယ်နားလေပိုင်းရိုက်ပညာသားပပနဲ့ stage show မှာပြောသွားတဲ့ G Fire တချင်တော့နေဒီလိုရိုက်ကူးပြီးစီးသွားပါပြီခင်ဗျာ သတိကြောင်းမယ်နော်နိုင်ငံမှာဘလို့ရဲ့အချောင်းအချောင်းဒီနိုင်ငံကိုကျွန်တော်အယမ်းဖြစ်တယ်ဒီနိုင်ငံမှာဘာဖြစ်နေလဲလိုင်းပေါ်မှာဘလို့ပဲအချောင်းအချောင်းဒီနိုင်ငံကိုကျွန်တော်အယမ်းချစ်တယ်တဲ့အယမ်းချစ်ရင်ဓမ္မအဓမ္မကိုလည်းခွဲခြားနိုင်မယ်အမှန်အမှားကိုလည်းခွဲခြားနိုင်မယ်ဒီလူငယ်အမှန်အမှားလည်းမခွဲခြားနိုင်ဓမ္မအဓမ္မလည်းမခွဲခြားနိုင်ဘဲနဲ့ဘာကြောင့်နိုင်ငံပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်ခါမျိုးမှာပျော်ပွဲရှင်ပွဲဒီမှာ ်ချင်းဆိုပြီးဖြောပြေးနေနိုင်တာလေဘသူကဘာတွေလဲဘသူကဘာစကားတွေပြောနေတာလဲဆိုတော့ကျွန်တော် Jay Fire စဉ်းစားနားလေတပါတယ်ပြီးတော့ဒီကိဒီပါလို့ဒီလိုပြက်ကက်ကာလဒီနောက်ရှုပ်ဖွေးနေတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်နေနဲ့ကိုမိဘကိုမိတ်ဆွေပေါင်းအင်းတွေကိုဘယ်လိုဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာကိုလည်းညံနဲ့စဉ်းစားတတ်ကြားနေနေပေါ့မိမိအစဉ်ပြေစလုံးနေပေါ့မိမိအစဉ်ပြေစလုံးနေကြားနေနေဆိုတဲ့ပုံစံမျိုးကို तू ကနားလေပါရိုက်နေနဲ့အောက်မှာ နားထောင်နေတဲ့ပြည်သူကိုဂျင်းထက်သွားတာတချို့ကျွန်တော်တို့ပြည်သူတွေကလည်းပျော်ပွဲရှင်ပွဲတွေမှာတွားပြီးတော့ဟေးဟာလုံနေတယ်ဆိုတဲ့အရာကိုအပြစ်တွားပြောလို့မရဘူးဗျထွက်ပေါက်ပေါ့ဗျထွက်ပေါက်ဒါမှထွက်ပေါက်နော်မဲမပေးရင်ထွက်ပေါက်မဟုတ်ဘူးဒါမှထွက်ပေါက်ဒါပေမဲ့အဲ့ဒီနေရာမှာသူတို့ကိုအားပေးပါတယ်ဆိုတဲ့လူတွေဘယ်နှယောက်ပါလဲစတိုင်းကောက်ကြည့်ပါလားတတိယတတိယစတိုင်းကောက်ကြည့်ပါလား ငါတို့ခဏတည်းပြုတ်တွားပြော်ရရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့တွားပြော်နေတဲ့လူငယ်လူရွယ်တွေများတယ်။ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်တို့ဒီဘက်ကနေစိုးရိမ်တာကဘာလဲဆိုတော့ဒီလိုမျိုးပွဲတွေကိုပြုတ်လုပြီးတော့စစ်မှုထမ်းဥပဒေအရပေါ်တာဆွဲတာတွေမတရားခေါ်ပြီးတော့မရင်းကျင့်တာတတ်ဖြတ်တာတွေအရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့လူငယ်လူရွယ်တွေကိုဒီနေရာမှာတော့ဟိုဟာစိုးရိမ်တာဒါပါပဲ။ပါတယ်။မိမိကိုမထိခိုက်အောင်နေပါအဲ့ဒါမှပဲမိမိမိဘကိုမထိခိုက်အောင်လုပ်ကျင်းနိုင်ပါလိမ့်မယ်မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင် ။ Yeah မိမိကိုယ်ကိုမထိခိုက်မှမိမိရဲ့မိသားစုနဲ့မိခင်နဲ့ပတ်ဝန်းကျင်ကိုလုံကျွေးနိုင်ပါလိမ့်မယ်အကူအညီပြုရရောက်ပါလိမ့်မယ်ဆိုတဲ့ဇကားတွေဟာအဲ့လိုဇကားမျိုးတွေကိုကျွန်တော်တို့ဘက်ကလူတွေကလည်းတွင်တွင်ခါခါနဲ့ခဏခဏပြောပြသူတွေကိုပြောနေဖို့လိုတယ်ဗျဒါကြောင့်ကျွန်တော်တရင်တက်ဆက်တဲ့အခါပဲဖြစ်ဖြစ် reaction လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ဟာမင်းကဘယ်ဘက်ကလဲကြားနေတာလားအခုပြီးခဲ့တဲ့ရက်က white ball နဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ထပ်ပြောမယ် ကိုသက်ဆိုတဲ့ငသက်ဆိုတဲ့ဆယ်လီဘတီဟာဒီပြောတာကိုကြီးညာလိုက်တယ်ပြီးတော့သူ့ရဲ့လှုပ်ဆောင်ချက်တွေနဲ့လှုပ်ရှားမှုတွေလိုက်လေ့လာတဲ့အခါမှာအာနာရှင်ကိုစစ်တပ်ကိုထောက်ခံပြီးဒီဘက်မှာနားလေပိုင်ရလို့ပြီးစစ်တပ်ကိုတွတ်ထောက်ခံနေတဲ့အမူအရာတွေဖြစ်တယ်ကျွန်တော်ပို့နေပြပြတယ်ဒီဟာကိုကျွန်တော်ရဲ့ YouTube channel မှာအခုကျွန်တော်ပြောနေတဲ့ YouTube channel မှာလာပြီးရေးတယ်ဒေါ်လာစားလာတဲ့ဟုတ်ကဲ့ဒေါ်လာစားပါဒါကျွန်တော်ဖြီးတယ်ပြီးကျွန်တော်အခုပြောနေတဲ့နှစ်ချက်ကတစ်ဖက်ပဲကောင်းတယ် ပြောကန်နေကြရင်ကျွန်တော်စပိန်ကိုရေသွားသွားတက်ပြီးတော့အစ်စ်တေကိုပဲပြောတယ်ဟုတ်ပြီဒေါ်လာစားရလားရတယ်ရပြီးသွားရင်ကျွန်တော်ဘာလုပ်လဲဒါဒီမှာရှိတဲ့အာဆီယံကတော့ပိုင်ရှင်ကိုယ်တိုင်သိတယ်အခုအခုအတွက်ခြံထားပေးပါလားဆိုကျွန်တော်ကျွန်တော်ကိုခင်ဗျားနေရအိတ်ဆရာပေးတယ်ထမင်းကျွေးထားတယ်ဆက်လက်ဖို့ပုံမှုအတွက်မိုးရိုက်ပြီးရောပိုတဲ့အမှန်တည်းမြတ်ကျွန်တော် လူမသိသူမသိလူနေတဲ့စီရီယာနေရှိပါတယ်အဲ့ဒီအရာတွေကိုကျွန်တော်ဂုံလမ်းမစတတ်ဘူးပြောလို့ပြောတတ်ဘူးအဲ့လိုမျိုး तू ကဘာကြောင့်လာရေးလဲဆိုရင်ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ဆယ်လီငတ်တက်ကိုတွားပြီးတော့ကျွန်တော်ကဒါရိုက်ကြီးပြောတဲ့အတွက်ဖြစ်တာဒီအရာကိုဖြစ်နိုင်ကာယကံကြီးကိုတော့ကျွန်တော်လာပြီးဒါရိုက်ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ကဘတော်မှခွင့်လွတ်မဲ့လူမဟုတ်ဘူးဘာကြောင့်ခွင့်လွတ်မဲ့လူမဟုတ်ဘူးဆိုတော့ဒီလူတူတူယောက်ကိုခွင့်လွတ်လိုက်တာ ਨੇ သူ့နောက်ကနေနလဘိန်းလုံးပုံစံမျိုးနဲ့လိုက်ပြီးတော့ဘောမတဲ့ပုံစံမျိုးအပျော်ပါနဲ့ตายာနေမဲ့ပုံစံမျိုးတော့ ျွန်တော်လက်မခံနိုင်ဘူးကျွန်တော်လိုချင်တာကအာနာရှင်စနစ်ပြတ်သုံးရေးနဲ့စောက်ကျင့်တည်းမကောင်းတဲ့လူတွေအစိုးရတရက်ဖြစ်ပြီးတော့ပြည်သူကိုအာနာရှင်တဲ့ဆိုတဲ့နှိမ့်ဆက်ညှဉ်းပန်းမှုမျိုးကိုကျုပ်အယံယွံမုံးနေဒီလိုအယံယွံမုံးလို့လေဒီအနေအထားမျိုးကိုရောက်အောင်ပြက်ပြက်သားသားနဲ့ကျွန်တော်ကောင်းအောင်နေခဲ့တယ်ဒီအရာဘုံမှာလက်မခံနိုင်ဘူးဆိုရင်ကျွန်တော်ကိုအပြစ်ပြောနေမဲ့အစားလိုက်ပြီး throw တိုက်ခိုက်နေမဲ့အစားမိမိတို့ကိုယ်တိုင် ဘလို့ပုံစံမျိုးနဲ့နေထိုင်ရမလဲဆိုတာကိုသိတဲ့လေလက်လက်ကအာနာရှင်ဘက်မှာရှိပေမဲ့ဗဇက်ကိုချင်းတီလာအမှန်တရားဟာကျွန်တော်တို့ပြည်သူတွေရှိမှရှိတယ်ဆိုတော့ခင်ဗျားတို့ကြွတူအားလုံးပြည်သူတွေလည်းတိဖို့လိုတယ်ဒီအရာအတွက်ဒီမှာကျွန်တော်ပြထားမယ် FNCC ဘာမှ Fat Chat Community ဆိုတဲ့ white code လောက်ထားတဲ့ page တစ်ခုရှိတယ်ဒီ page မှာခင်ဗျားတို့တိကျတဲ့ဘယ်လူတွေဘောမာတယ်ဘသူတွေက ဘာလုပ်တဲ့အာနာရှင်ကိုထောက်ခံနေဆိုရဲသွားပြီးပို့လို့ရတယ်ဒီ page scale link ကိုလည်းကျွန်တော် description description မှာချထားပေးပါမယ်ကျေးဇူးတင်ပါတယ်နိုင်ငံအတွက်အာနာရှင်စနစ်ရောက်ကလွတ်မြောက်ဖို့အတွက်ကြာရနေရာကပါဝင်တရုတ်ဆောင်နေတဲ့လူမသိသူမသိလူတွေလည်းအများကြီးရှိပါတယ်ဒီအရာတွေအပေါ်မှာခုနကကျွန်တော်ပြောဆိုပေါ့ white call ကိုထိုင်းနိုင်ငံမှာရှိတယ်ကိုတက်နေပတ်သက်ပြီးပြောတဲ့အခါထိခိုက်ရှောက်လို့ဖြစ်နေကြတယ်လုတ်တင်လုတ်တိုက်တဲ့အရာနဲ့ပြောတင်ပြောတိုက်တဲ့အရာငါတို့တွေဘာအခွင့်အရေးရလို့လဲဆိုရင် ကိုယ့်ဘာသာကိုယ်သာပြန်ပြီးတော့စဉ်းစားကြည့်ပါကျွန်တော်တို့အာနာရှင်စနစ်ကြာရှုံးအောင်လုပ်ဖို့ဆိုရင်ကျွန်တော်ကရွာလို့ရွာတရွာကိုလိုချင်တာမဟုတ်နိုင်ငံကိုလိုချင်တဲ့အတွက်အားလုံးပြုပြင်ပြောင်းလဲရေလုပ်တဲ့နေရာမှာစိတ်သက်ပြတ်ဖို့လိုတယ်စိတ်သက်ပြတ်အောင်လုပ်ဖို့အတွက်မိမိတို့လုပ်ရတဲ့စိတ်သက်ကိုကျင်တရားတွေမှန်ကန်ဖို့လိုနေတယ်လို့ပြောရင်းနဲ့ဒီကိုချုပ်ပါတယ်အားလုံး ကောင်းသောနေ့ပါဗျာเนาะကျွန်တော်ပြောခဲ့တဲ့အပေါ်မှာ serious ဖြစ်တယ်စိတ်နှောက်ယှက်ဖြစ်တယ်ဆိုရင်ကွန်မန့်အနေနဲ့ကျွန်တော်ကိုပြန်ပြီးတော့ဝေဖန်လို့ရတယ်တုံ့တက်လို့ရတယ်လာကျွန်တော်ရဲ့ Facebook ကောင်မှာလည်းလာပြီးတော့ message ခေါ်ပြီးရေးလို့လည်းရတယ်တယောက်တည်းလာစကားပြောလို့လည်းရပါတယ်တို့တို့ခင်ဗျားတို့တကယ်အမှန်တရားကိုမျက်နှာပြီးမိမိနိုင်ငံမိမိမြို့ရွာမိမိတိုင်းပြည်နယ်မြို့ရွာခရိုင်ကျေးရွာရက်ကွက်မှာနေခြင်းနဲ့ဆိုရင်ကြုံတော့ကြုံခဲ့မှုတကယ်ကိုကြုံတော့ကြုံခဲ့ဖြစ်နေတဲ့ ဒီအချိန်ခါမျိုးမှာအာနာရှင်စနစ်ကိုအမြင့်ပြတ်အောင်ဝိုင်းဝန်းကူညီကြပါလို့ပြောနေတယ်ကိုချုပ်ပါလေအားလုံးကောင်းကောင်းလေးပါတယ်နော်